ကဲဆရာမိတ်ဆွေဒီ1386ခုနှစ်မှာမကုန်သေးဘူးပေါ့နော်မကြမီကုန်တော့မယ်အဲ့ဒီမိတ်ဆွေတို့အနေနဲ့ဒီနှစ်ထဲမှာမိတ်ဆွေတို့ကံကောင်းခဲ့သလားကံညမ်းခဲ့သလားကိုကိုကိုဘယ်လိုထင်လဲခင်ဗျာမိတ်ဆွေတို့1386ခုနှစ်မှာဗုဒ္ဓဘုရားသမီးတွေကဲယာဟူသားသမီးတွေရောမပါဘူးလားဆိုပါပါတယ်ဘာလို့လဲဆိုတော့အဲယာဟူနဲ့ဗုဒ္ဓဘုရားဘာကွာလဲဆိုတော့ဥစွာပထမဆရာပြောချင်ပါတယ်ဗမာပြည်ကမှာတော့ ခုနှစ်ရာသာသမီပဲရှိတဲ့အတွက်တော့ဗုဒ္ဓဖူးဟာဗုဒ္ဓဖူးပေါ့သို့တော့ဆရာတို့ဂျိုရီနက်ခတ်တိုင်းနဲ့ခွဲတဲ့အခါယာဟုပဲဖြစ်တယ်ယာဟုဟာဂျိုရှစ်ခွေကြီးမှာယာဟုရတဲ့အတွက်ယာဟုဆိုတာဘာနဲ့တူတယ်လဲဆိုတော့ဆရာတို့နေကြက်တာမျိုးလာကြက်တာမျိုးဟာယာဟုဂျိုပဲအဲတရားမင်းကိုအတူတာဟိုကဝင်တိုက်တာလေယာဟုဂျိုပဲတတိယအဖြစ် တနင်္ဂနွေဂျိုဟာရှင်ဘီရင်ဆိုယာဟူးဂျိုဟာတပုံပဲတရက်ထဲနဲ့ဥညိုခေမာတူတာဝီနော်ဆိုတာဝီစမတဲ့လေလက်ရှိပဲကြည့်ပါလားအဲ့တော့ယာဟူးဂျိုဟာတနည်းအားဖြင့်ပြောရင်ဒါကြောင့်ထားပါလိဒါတွေကိုဆရာဆက်မပြောတော့ဘူးအဲယာဟူးဂျိုလာငါပုတ်ဖန်နေဆိုရင်ယာဟူးဂျိုဖန်စားတာပဲတဘောကနော် အဲ့တော့ထားလိုက်တော့ရာဟုဗုဒ္ဓဘုရားကသာသမီမေရွှေတွေနေနဲ့အတာကိုပြည်ပြောက်ရှင်နေဆိုရင်ဘာလို့ရမလဲဆိုတဲ့ရေဒီယာလေးကိုဆရာကပြောပြပေးမယ်။မခက်ပါဘူးခမရ။အတာကိုပြည်ပြောက်ရှင်နေဆိုလို့ရှိရင်မိတ်ဆွေတို့ဆရာတို့မြန်မာလူမျိုးတွေမှာရှိကြတယ်လေ။ဆိုတော့နော်မြန်မာလူမျိုးတွေမှာဆိုလို့ရှိရင်ဆရာတို့တကြံကြရင်ပိတ်တရားနာတယ်တကြံတာအိုးလေးထိုးတဲ့အခါမှာအေးအဲ့ဒီနေမှာဗုဒ္ဓဘုရားဟောသာသမီမိတ်ဆွေများအနေနဲ့အဲ့ဒီပိတ်တရားကိုနားလိုက် နာပြီးသွားလို့ရှိရင်မိတ်ဆွေတို့အတာအိုးကိုတဖော်အဲ့ဒီတရက်ထဲမှာပဲဂျိုချစ်ခွင်ရှိတဲ့ဖခင်ကိုသွားပို့လိုက်ဒါဆိုအတာတကြံမင်းကိုပို့လိုက်တဲ့သဘောပဲအဲ့တော့အတာပြောက်သွားပါလိမ့်မယ်ဘာမှမခဘူးနဲ့ဆရာပြောမယ်နော်အတာစားတဲ့မိတ်ဆွေတွေအတာတရားကိုနာပြောင်းတာပါ နာပြီးရဲ့အခါအဲ့ဒီအတာအိုးကို ကို့အတွက်ဆရာတို့ဗမာလူမျိုးတွေမှာထိုးကြတယ်လေအတာအိုးနှစ်အိုးထိုးကြတယ်ဇာမင်းကြိုတာပေါ့ဒါကတော့ရှေးထုံးလဲမပယ်ကောင်းမှုဈေးထုံးလဲမကြွယ်ကောင်းမှုဆိုတဲ့အတိုင်းအင်္ဂါတွေရမ်းမှန်ပါတယ်ကျေးဇူးတင်ပါတယ်เนาะအဲ့တော့ အတားစားရမိတ်ဆွေနောက်နှစ်ဗုဒ္ဓဟူးရောက်သားသမီးမိတ်ဆွေတွေနေနဲ့နောက်နှစ်ကြလို့ရှိရင်ဆရာတို့တချံတရားနာတဲ့အခါမှာတရားနာလိုက်ပါနာပြီးတဲ့အခါအဲ့ဒီဂျိုးရှစ်ခွင်ကြီးတင်းဝင်တင်းလိုက်ဂျိုးရှစ်ခွင်ဖရားမှာအဲ့ဒီတရားထဲအတရားနာပြီးတဲ့တရားထဲမှာပဲမိတ်ဆွေတို့နေနဲ့အဲ့ဒီမိမိအတွက်ထိုးထားတဲ့အတာအိုးကိုဟုတ်ကဲ့ပါခင်ဗျာမက်လစ်လီဟိုကအတာအိုးကိုအဲ့ဒီဂျိုးပြေနံပြေဖရားရှိအောင်ပြေးလိုက်ပါ အဲ့ဒါဆိုရင်အတာကိုပျောက်တယ်လို့မှတ်ပြီးတော့နောက်ရက်ကစားအဋိဌာန်ဝင်လိုက်ပါခင်ဗျအဋိဌာန်တစ်ဖက်ဝင်လိုက်ပါရပါပြီအဲ့တော့ပြီးခဲ့တဲ့နှစ်ရဲ့ဗုဒ္ဓဘူးရောက်သားသမီးတွေအရှင်တွေဆရာတို့ပြန်သုံးသပ်ကြည့်အောင်ဒီ1380ခုနှစ်ထဲမှာဗုဒ္ဓဘူးရောက်သားသမီးတွေဟာတရားတဲ့နံပါတ်1ကတော့အဆိုးပဲဖြစ်စီအကောင်းပဲဖြစ်စီတင်ပေါ်တက်တယ်ကြော်စောတက်တယ် ကြော်စောခဲ့တယ်အကောင်းပင်ဖြစ်ပါစေအဆိုးပင်ဖြစ်စေကြော်စောခဲ့တယ်ကိုမလက်ထဲရှိတာငွေတထောင်ဆိုရင်ဘဝဉာဏ်မှာရှိတာငွေတသိမြင်နေတာမျိုးအဲ့တော့ဗုဒ္ဓဘုရားတာသမီမိတ်ဆွေတွေအနေနဲ့ဒီ1386တဲမှာဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ဟိုဘာဖြစ်ပြီးအဆိုးပဲဖြစ်စေအကောင်းပဲဖြစ်စေထင်ပေါ်ခဲ့တယ်ကြော်စောခဲ့တယ်နေရာထိုင်ခင်းအိုးအိမ်ချမ်းမြေနဲ့ပတ်သက်လာလို့ရှိရင်လည်းအပြောင်းအရွှေ့တွေများခဲ့တယ် ဒါအပြင်ဗုဒ္ဓဘူးရောက်သာသမီးရအဆိုးနဲ့ဖြစ်ဖြစ်အကောင်းနဲ့ဖြစ်စေထင်ပေါ်ကြော်စောတတ်တဲ့သဘော ဖြစ်တဲ့အပြင်ကိုဗုဒ္ဓဘူးရောက်သာသမီးတွေဟာအစမှာဘာကိုလှုပ်လှုပ်စွနာလို့ဟုတ်မလို့လို့နဲ့အဆုံးသက်ကြရင်နည်းနည်းလေးဝါးသွားတဲ့သဘောလေးတွေတွေ့ရတယ်ဗုဒ္ဓဘူးရောက်သာသမီးတော်တော်များများဟာအဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီနှစ်ထဲမှာဆိုလို့ရှိရင်တေးကြတယ်အဲ ဟိုကိုယ့်ရဲ့ကိစ္စတာဘာသာရေးဆိုင်ရာကိစ္စတွေလူမှုရေးဆိုင်ရာကိစ္စတွေမှာခမများများလိုက်လုံဆောင်နေရတာမျိုးတွေကိုဆရာတို့တွေ့ခဲ့ရလိမ့်မယ်ဒါအပြင်ဗုဒ္ဓဘုရားဥဒသမီးမိတ်ဆွေတွေနေနဲ့ဒီရက်အဲပြီးခဲ့တဲ့နှစ်ကာလတော့ဒီမှာဆိုရင်မေဆွေတို့အနေနဲ့ဗုဒ္ဓဘုရားဥဒသမီးတွေဟာတေးကြတယ်ဘာကိုမှရေရရလုတ်ပြနိုင်စရာလမ်းစာမတွေ့ခဲ့တာတော့တေးကြတယ်ပြီးတဲ့အခါကျတော့ကံညံ့လာတဲ့အခါကျလို့ရှိရင်လေထဆင်မကနှစ်ဆင်သုံးဆင်လောက်ညံ့လာပြီးတဲ့အခါကံကောင်းလာတော့လေဟောဟိုဆွမ်းနာလို့ပေါ့ဘာမှဟိုမကြိုးစားဘဲနဲ့ကိုရောက်ရှိလာတယ် ဟုတ်ပြီဆိုတော့ဗုဒ္ဓဘုရားဥဒသမီဒီမှာမိတ်ဆွေတို့အနေနဲ့အဆိုးကလည်း90အကောင်းကလည်း90ကတော့တည်ကြတဲ့ကြုံစုံခဲ့မှာအသေးကြပဲဖြစ်တယ်ထားလိုက်တော့ဒါတွေကိုဒါဆိုရင်1389မှာကို6ကိုကုန်လို့ခုနှစ်ကြလို့ရှိရင်မိတ်ဆွေတို့ဘလို့အရှင်နေချိမလဲဆိုတော့ဆရာတို့မကြည့်ခင်မှာမိတ်ဆွေတို့ဒီအရှင်အရှင်နေကနေချလို့စာလို့ဒီရှင်နေကနေကြလို့စပြီးတော့မိတ်ဆွေတို့အနေနဲ့1989မှာကံကောင်းအောင်လို့ဆိုရင်အဲမိတ်ဆွေတို့အတာမှာလိုက်ပို့တယ်ဟောနီးဆရာကနော်ဟိုတကြံမှာလည်း ဆွမ်းနာလိုရွှင်းချက်အနေနဲ့တကြံမာလေးအတဟိုဆွမ်းနာလိုအတာစားရင်ဘာလုပ်ရမလဲဆရာပြောပြီးသွားပြီဖြစ်တဲ့အတွက်အတာဆိုတဲ့ဘဝကဘာလဲဆိုတော့ကောင်းရင်သူများတာနှစ်စားတော့ကောင်းပြီညံ့ရင်သုံးစားလောက်ညံ့တာအတာပဲမှတ်ထားလိုက်နော်အဲ့တော့အဲ့ဒီခါကျတော့မိတ်ဆွေတို့အနေနဲ့အတာကိုဖြည့်ဖြောက်တဲ့မျိုးကိုလည်းဆရာကပြောပြပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေပုတ္တူရောက်သားသမီးနဲ့1689မှာကံကောင်းလို့ယခုဇယ်လိုနှစ်မပုံနေမှာအဋိဋ္ဌာလေးတစ်ခုခုဝင်တာမျိုးဖြစ်စေအဋိဋ္ဌာလေးတစ်ခုခုနဲ့အဆုံးသတ်တာမျိုးဖြစ်စေမိမိနိ ိုင်းရာအရရှိတဲ့အတိတ်ကံလေးတခုခုကိုလှုပ်ဆောင်ပြီးတော့လှုပ်လိုက်ပါအထူးသဖြင့်မဟာသမယတုတ်ယူတာမျိုးတွေ၂၄ပဋ္ဌာန်းယူတာမျိုးတွေတခုခုကိုလှုပ်ဆောင်လိုက်ပါဒါဆိုရင်တောင်တုံးရဲ့ချက်ဆက် ခုနှစ်မှာတရားတဲ့မိတ်ဆွေတို့တခုရောက်တော့သမီးတွေကအညံ့နေကအဆိုးကနေပြီးတော့ပြေပြောက်သွားပါလိမ့်မယ်တရားတာတခုကတော့မိတ်ဆွေတို့အနေနဲ့နှစ်အစပိုင်းမှာလေးလပိုင်းလောက်မှာဆိုရင်ဗုဒ္ဓဘုရားတော်သမီးတွေဖြစ်နိုင်ရင်ဘာကမှအရေးကြီးခွင့်ချက်လုပ်ငန်းတွေမလုပ်နဲ့အတတ်နိုင်ဆုံးတတိထားဆင်ခြင်ပါဒါလေးတခုကိုလည်းဆရာကထမ်းပါတယ်ကောင်းပြီဆိုတော့1989မှာမိတ်ဆွေတို့ကံကောင်းအောင်လို့ဆရာခေါ်စရန်တွေကိုလည်းဗုဒ္ဓဘုရားတော်သမီးတွေအတွက်တနစ်စာခေါ်စရန်ကိုလည်းဆရာကတပုတ်ချင်းစီအသေးစိတ်အဲ ရိုက်ပြီးတော့ဆရာကတင်ပေးမယ်အဲ့တော့အသေးစိတ်ရိုက်ပြီးတင်ပေးလို့ရဆိုတော့ဆရာရဲ့ဗီဒီယိုလေးကိုစောင့်ပြီးတော့ကြည့်ပေးဖို့ဆရာအကြံပေးပါတယ်အထူးသဖြင့် ဘာရင်ညံ့ညာဘာရင်ဆူဆူ1389ရောင်ရင်ကောင်းတာလေးတွေနဲ့သွားအောင်လို့မိတ်ဆွေတို့ကပြန်ပြီးတော့အစဖော်ပေးလိုက်ခြင်းဖြစ်တဲ့အပြင်ကိုဆရာကဒီရဲ့ light တစ်ခုဟာမိတ်ဆွေတို့အနေနဲ့ addiction လေးတစ်ခုဝင်စီလိုချောင်းနဲ့ဝင်ရမယ့် addiction ကတော့အစိုးညံ့နေကိုကြော်ဖြတ်ပြီးတော့ကောင်းမွန်မှုတွေရောက်ရှိလာအောင်ကံစားထားကောင်းတာတွေရောက်ရှိလာအောင်လို့မိတ်ဆွေတို့အနေနဲ့အဲမိမိတို့အနေနဲ့ addiction ဝင်တဲ့အခါမှာဂျိုးတက်လိုက်ဝင်ပါ တနင်္ဂနွေသာသမီတွေဆိုလို့ရှိရင်6ရက်ဝင်မှာဝင်ရမယ့်အတိတ်ကကတော့ဝိစာစရတသမန်တော်ဖြစ်ပါတယ်ခင်ဗျာတနင်္ဂနွေသာသမီတွေဆိုရင်15ရက်အတိတ်ကဝင်မှာဝင်ရမယ့်အတိတ်ကကတော့ဝိစာစရဏသမန်တော်ပဲဖြစ်ပါတယ်ခင်ဗျာဒီလိုပါပဲအင်္ဂါတွေဆိုရင်အတိတ်က6ရက်ဝင်မှာဝင်ရမယ့်အတိတ်ကကတော့ဝိစာစရဏသမန်တော်ဖြစ်ပါတယ်ခင်ဗျာ ထို့တူပဲဗုဒ္ဓဖူးတွေက18ရက်ဝင်မှာစနေတွေက10ရက်ဝင်မှာဂျာဇာပရိသသမီးတွေက19ရက်ဝင်မှာယာဟူသသမီးတွေက12ရက်ဝင်မှာတောက်ကြသသမီးတွေက20နဲ့တရအဋ္ဌံဝင်မှာဝင်ရမယ့်အဋ္ဌံကဝိဆာစရဏတမန်တော်ဝိဆာအတိပညာစရဏအကျင့်ပညာပါပါကြီးမြတ်တော်မူသောမြတ်စွာဘုရားလို့အဋ္ဌိပေးရတယ်ဆိုလိုတာက မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ကိုရည်စူးတဲ့ဂုဏ်တော်၉ပါးထဲမှာဝိစာသာသနာတမန်တော်ဆိုတော့အတိတ်ထံကိုမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ဂျိုတက်လိုက်ဝင်လိုက်ရင်1386မှာဘယ်လောက်ပဲဆိုးရဲဆိုးခဲ့1386မှာဘယ်လောက်ပဲညံ့ခဲ့ညံ့ခဲ့လာမယ့်1389မှာအညံ့နေကို90ရာခိုင်နှုန်းလောက်ယူပြတယ်လို့တတ်တာတော့မယ်ဆိုတာကိုဆရာကပြောရင်းနဲ့1389မှာ ကံကောင်းမှုအတွက်ဆိုရင်မိတ်ဆွေတို့အတိတ်ကံဝင်ဖို့ဆရာကပြောလိုပါတယ်။ဘာပဲဆိုခဲ့ဆိုခဲ့ညံ့ငယ်ညံ့ငယ်လောကဒဏ်ဆိုတာအဆိုးပြီးရင်အကောင်းကြီးလာမာကတော့အသေးချာပဲဖြစ်တယ်လို့ဆရာကပြောရင်းနဲ့ဒီနေရာပဲရနာကိုပြုပါခင်ဗျာ။ကျေးဇူးတင်ပါတယ်ဆရာငယ်ပါဆရာရဲ့မိတ်ဆွေတွေအားလုံးကာယဒုက္ခစိတ်ဒုက္ခနှစ်ဖြာသောဒုက္ခနဲ့ပြည့်စုံ ပြီးဘေးပြာမှန်သမျှဝေကွာကြပါစေခင်ဗျာ။